တရုတ်နိုင်ငံရွှေလီမြို့မှာစိတ်မကောင်းပွဲရှင်တိုင်းမှုတရုတ်နိုင်ငံရွှေလီမြို့မှာဖြစ်ပွားခဲ့တဲ့ရေမတော်တဆမှုတစ်ခုဟာလူမှုကွန်ရက်ပေါ်မှာတော်တော်လေးကိုကြရရိုက်ခဲ့ပါတယ်ဒီဖြစ်စဉ်မှာဗီလတ်မြေဖြော်ကားကြီးတစ်စီးနဲ့ဆိုင်ကယ်တစ်စီးတို့တိုက်မိခဲ့ကြတာပါပထမတော့မှန်ကောင်းကင်မရာဗီဒီယိုတွေကြည့်ပြီးဆိုင်ကယ်သမားရဲ့အမားလို့ထင်မှတ်ခဲ့ကြပေမဲ့မြို့ရဲ့ CCTV မှတ်တမ်းတွေကတော့ ပိုပြီးရှင်းလင်းတဲ့ပုံရိပ်တွေကိုပြသနေပါဗျ။ဒီဖြစ်စဉ်မှာကာသမဘက်ကရော်ဂျေးများပြပေးရနိုင်ခြေရှိရလို့လည်းသိရပါဗျ။ဘာလို့လဲဆိုတော့လူသိဆုံးမှုဖြစ်ပွားခဲ့တာကြောင့်ကြီးသူကအမြဲရှုံးနေဆိုတဲ့ဥပဒေတိုင်းမှန်သည်ဖြစ်စေမှားသည်ဖြစ်စေကာသမကပဲရော်ဂျေးပေးရလေရှိလို့ပါ။သိဆုံးသွားသူကတော့နန်ခမ်းကမြမပြည်သားတို့လို့သိရပါဗျ။မကြခင်မှာ မင်္ဂလာဆောင်တော့မဲ့သတို့သားလောင်းလို့လည်းသိရပါတယ်ဗီဒီယိုကြည့်ပြီးတော့ဖြစ်စဉ်အသေးစိတ်ကိုပြန်ပြောရရင်ဖြစ်14စကန့်မှာကားကြီးကညာဘက်လမ်းခွဲကိုကွေ့ဖို့ပြင်နေတော့ဆိုင်ကယ်ကဘေးကနေကြော်တက်လာပါတယ်တစ်ချောင်းစကန့်မှာရှေ့မှာကွေ့မဲ့ကားလက်တစည်းရှိနေလို့ကားကြီးကအချိန်လျှော့လိုက်ပါတယ်၁၉စကန့်မှာဆိုင်ကယ်ကကားကြီးကိုကြော်ဖို့ကြိုးစားပြန်ပါတယ် 20ရာနှစ်21စက္ကန့်မှာတော့ကားကြီးနဲ့ဆိုင်ကယ်ဟာရှင်တွဲနေပြီးကားကြီးကအကွက်အတွက်ရှင်လျှော့လိုက်ပါတယ်။ဆိုင်ကယ်ကတော့အပြောင်းဆက်သွားမှဖြစ်လို့အောက်လန်းကနေသွားတယ်မှာတယ်။ဒီနေရာမှာပဲနားလည်မှုတွေလွဲမှားသွားခဲ့ကြပါတယ်။ကားကြီးကအရှင်လျှော့တော့ဆိုင်ကယ်ကလည်းအရှင်လျှော့လိုက်ပါတယ်။အဲ့ဒီခိုက်တက်မှာဘယ်သူကအရင်သွားမလဲဆိုတာနားလည်မှုလွဲပြီး နှစ်ယောက်စလုံးတပြိုင်တည်းထွက်သွားကြရာကကားကြီးရဲ့အကွက်လမ်းကြောင်းနဲ့ဆိုင်ကယ်ရဲ့အောက်လမ်းကြောင်းတို့ထပ်တူကျပြီးတိုက်မိခဲ့တာပါတချို့ကဆိုင်ကယ်သမားကမင်္ဂလာဆောင်ဖိတ်စာဝေရမှာဖြစ်လို့အချိန်နဲ့မောင်းတာလို့ထင်ခဲ့ကြပေမဲ့တကယ်တော့လမ်းကြောင်းယူဖို့မမှန်တာကြောင့်ဖြစ်ရတယ်လို့ယူဆရပါတယ်ကားကြီးကဘက်ထရီနဲ့ဓာတ်ဆီနှမျိုးသုံးလုံးရတဲ့ကားဖြစ်ပြီးမြေပြတ်မို့လို့ဘက်ထရီနဲ့မောင်းနေခဲ့တာပါ ဘက်ထရီနဲ့မောင်းရင်ပိုးမြန်တယ်လို့လည်းသိရပါတယ်။ဂုံးတက်ဆိုရင်တော့ဓာတ်ဆီပြောင်းသုံးတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်မှာကားသမားရဲ့လောရက်နဲ့ပတ်သက်ပြီးလဲဝေဖန်မှုတွေရှိနေပါတယ်။ကားကြီးကရှေ့ကကားကိုကြော်ဖို့ညာဘက်ကိုယူနေတာကိုရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ဘေးနားမှာကပ်ပါလာတဲ့ဆိုင်ကယ်ကိုလည်းမြင်နိုင်တဲ့အနေထားပါ။ဆိုင်ကယ်ကိုကြော်တက်ရင်တိုက်မိနိုင်တယ်ဆိုတာကိုသိရတဲ့ ရိမဖမ်းမဲဆက်မောင်းနေခဲ့တာဟာကာသမားရဲ့အမားလို့ပြောလို့ရပါတယ်။ဒါဟာကာသမားကားကောင်းကောင်းမမောင်းတတ်ဘူးဆိုတာကိုတသက်ပြနေသလိုပါပဲ။ဒီဖြစ်ရက်ကတကယ့်ကိုစိတ်မကောင်းစရာပါ။ကာသမားနောက်မရှင်းမဲလမ်းကြောင်းပြောင်းတာဓမ္မမဟုတ်တချို့ဆိုင်ငယ်သမားတွေလိုစီကမ်းမဲ့စွာဆိုင်ငယ်အုတ်ထုတ်မဆောင်မဲ့ဟိုကျော်တေးကျော်မောင်းတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘယ်ရင်ကိုမောင်းတာပဲဖြစ်ဖြစ် တခြားရင်မောင်းသူရဲ့စိတ်ကိုကိုယ်စိတ်နဲ့တတ်နိုင်သမျှတထက်ထဲထားနိုင်မှသာအသက်ဘေးရလွမြောက်နိုင်မယ်ဆိုတာဒီဖြစ်ရက်ကနေအရေးကြီးဆုံးသင်ခန်းစာတစ်ခုရပါတယ်။ရင်စည်းကမ်းတွေကိုလိုက်နာပြီးတဦးနဲ့တဦးနားလည်မှုရှိရှိမောင်းနှင်ကြဖို့အထူးလိုအပ်ပါတယ်။အားလုံးပဲဖေကင်းကြပါစေဗျာ။